ါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အကြမ်းမတ်မင်းအောင်လိုင်းကအောင်တောင်းရဲ့သားဘိုးချုပ်ကြီးမိုးအောင်ကို အစိုးရအခွဲနဲ့စစ်ကော်မရှင်အစ်စ်မှမထည့်သွင်းတော့ပဲအငိမ့်စားပေးကြောင်းထိုးထားတယ်လို့စစ်ကောင်စီရဲ့နောက်ဆုံးနှုတ်ဆက်ဂုံပြုတ်ပွဲကိုလည်းမိုးအောင်ကလာတတ်တာကိုလည်းမတွေ့ရပါဘူး။မူရုံမျိုးနဲ့မှာနမ်စီဒီယန်သားဖွာစီယာမှတီတာဝင်းက စစ်ကောင်စီကထုတ်ပေးထားတဲ့ရက်လွန်အကျော်စေးတွေကိုထိုးပေးခဲ့တာကြောင့်ပြည်သူ29ဦးသေယုံတင်ရပြီးအသက်89နှစ်အရွယ်ဒေါ်တင်သိန်းသေဆုံးခဲ့တဲ့တဲ့ရင်အပါဝင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကျွမ်းဘတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကစက်မှုဝင်းကြီးအောင် အောင်တောင်းရဲ့တားဖြစ်သူဘိုးချုပ်ကြီးမိုးအောင်ကိုအစိုးရအဖွဲ့အသစ်နဲ့ စစ်ကော်မရှင်အစ်စ်မှမထည့်သွင်းတော့ပဲစစ်ဖက်နဲ့အရက်ဖက်တာဝန်တွေကနေအငိမ့်စားပေးလိုက်တယ်လို့နေပြည်တော်တိုင်းဝိုင်းစီကနေသိရပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကဇူလိုင်လ31ရက်နေ့ကာလုံအစည်းအဝေးခေါ်ပြီးစစ်ကောင်စီကိုဖျက်သိမ်းတာအစိုးရအဖွဲ့အသစ်ဖွဲ့စည်းတာစစ်ကော်မရှင်အစ်စ်ဖွဲ့စည်းတာတွေကိုစောင်ရွက်ခေရမှာအောင်တောင်းရဲ့သားဘိုးချုပ်ကြီးမိုးအောင်ကိုပြန်လည်ထည့်သွင်းတာမပြုတော့ပဲ။ စစ်ဘက်နဲ့အရက်ဖက်ယာရုတွေကနေအငိမ့်စားပေးကကြောင်ထိုးလိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကိုလည်းဘိုးချုပ်ကြီးမိုးအောင်လာမတက်တာသူ့ကိုမဖိတ်လို့မတက်တာလားဖိတ်ရဲ့သားနဲ့မတက်တာလားဆိုတာတဲတဲကွဲကွဲမသိရပေမဲ့သေချာတာကတော့မင်းအောင်လိုင်းနဲ့အစစင်ပြေပုံမရဘူးလို့နေပြီးတော့သတင်းရင်းမြစ်ကပြောပါတယ်။ဘိုးချုပ်ကြီးမိုးအောင်ဟာအာနာရှင်ဟောင်းတန်းရွှေရဲ့လူယုံဆက်မှုဝင်ကြီးအောင်အောင်တောင်းရဲ့သားဖြစ်ကား စစ်တပ်ကတော့အပတ်စဉ်28တင်နန်းစင်းဖြစ်ပြီး2021ခုနှစ်မှာဘိုးချုပ်ကြီးမိုးအောင်ဟာကာကွယ်ရေးဦးစီးချုပ်ရေးဖြစ်လာခဲ့ပါတယ်2024ခုနှစ်ဇန်နဝါရီလ10ရက်နေ့အကြမ်းဖက်မင်းအောင်လိုင်းကကာကွယ်ရေးဦးစီးချုပ်ရေးဘိုးချုပ်ကြီးမိုးအောင်ကိုရေချုပ်တာဝန်ကနေအနာပေးခဲ့ပြီး2024ခုနှစ် ဇန်နဝါရီလ9ရက်နေ့မှာအမျိုးသားလုံခြုံရေးအကြံပေးနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံဝင်ကြီးဌာနအမတ်၄နဲ့အမတ်၁ဝင်ကြီးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးမိုးအောင်မှနေအောင်ပြည်အောင်ခင်ငုကြီးဖြိုးဆိုတဲ့ညီကိုမွန်နမ3ဦးရှိပြီး United Emirates Bank ခေါ် UAB Bank နဲ့ IGE ကုမ္ပဏီကို ပိုင်ဆိုင်လုပ်ကင်နေကြတယ်လို့သိရပါတယ်။ အရင်က IGE ကုမ္ပဏီကစက်တက်နဲ့တက်ဆိုင်တဲ့စီမံကိန်းတွေနဲ့တင်ဒရတွေကိုရရှိခဲ့ပေမဲ့လည်း2024ခုနှစ်ထဲမှာစက်သက်စီကနေရရှိထားတဲ့စီမံကိန်းနဲ့လုပ်ငန်းလုပ်ခွင့်တင်ဒါတော်တော်များများကိုစက်တက်ကပြန်လဲရုပ်သိမ်းသွားတယ်လို့သိရပါတယ်။ဒါအပြင် အကြမ်းဖက်စစ်ကောင်းဆောင်နဲ့အဓိကအဆင်မပြေတာက UAB ဘဏ်ကဒေါ်လာဈေးဆွဲတင်တဲ့ကိစ္စမင်းအောင်လိုက်သားအောင်ပြေဆုံးတဲ့စီးပွားရေးစီမံကိန်းနဲ့ တင်ကြလုတ်ပိုင်ခွေကိစ္စတွေအပြိုင်ဆိုင်ဖြစ်တာတွေလည်းပါတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့နိုင်ငံသားတွေရဲ့ပုံကိုဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးတဲ့ဥပဒေပြဋ္ဌာန်းချက်တချို့ကိုရပ်ဆိုင်းမယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်မှတ်နဲ့တထောက်ပြန်ကြေညာထားပါတယ်။အဲ့ဒီဥပဒေတွေကပုံမှန်၅ပုံမှန်9နဲ့ပုံမှန်10မှာပါဝင်တဲ့ ြထန်းချက်တွေကိုရက်ဆိုင်ထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ရက်ဆိုင်လိုက်တဲ့ပုံမှန်ငါကတော့လူတယောက်ရဲ့နေအိမ်အခန်းအဆောက်အုံပရဝန်တွေတဲကိုဥပဒေအရဝင်ရောက်ရှာဖွေသိမ်းဆီးတာဒါမှမဟုတ်တယောက်ယောက်ကို ရှာဖွေဖမ်းဆီးမယ်ဆိုရင်အဲ့ဒီရက်ကွက်ကြေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးတာဝန်ခံစေအိမ်မှူးတယောက်ယောက်အပါအဝင်အ ਨੇ စုံသက်သေနှစ်ယောက်ပါရမှာဖြစ်တယ်လို့ပြဋ္ဌာန်းထားတာကြောင့် ုံမှန်9မှာပါတဲ့ဒီရချက်တွေကိုရက်သိမ်းလိုက်တဲ့အတွက် နေအိမ်ပြရဝန်တွေတဲကိုတတ်တည်မပါဘဲစစ်ကောင်စီတပ်သားတွေဝင်ရောက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ပုံမှန်ခုံမှာတော့တရားရုံးရဲ့ခွင့်ပြုချက်မရှိဘဲဘသူမှ24နာရီထက်ကျော်လွန်ပြီးချုံနောက်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားတာဖြစ်ပြီး ပုံမှန်ရှိကတော့တရားဥပဒေနဲ့အညီခွင့်ပြုမိတ်ခွင့်ပြုချက်ဒါမှမဟုတ်ဝရမ်းမပါဘဲဖြစ်ဖြစ်နိုင်ငံတော်သမရဒါမှမဟုတ်ပြည်ထောင်စု အစိုးရအဖွဲ့ခွင့်ပြုချက်မရှိဘဲဖြစ်ဖြစ်နိုင်ငံသားတယောက်ရဲ့အိမ်တွေအခန်းအဆောက်အဦပြည်ဝင်တွေတဲ့ကိုရှာဖွေဖမ်းဆီးသိမ်းဆီးတာလုံဆောင်ခွင့်မရှိဘူးလို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေဟာအဲ့ဒီဥပဒေပုံမှားတွေကို လိုက်နာတာမရှိဘဲအယက်သားတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုတွေလုံဆောင်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့သမ္မတ ဥထင်ကျော်လက်ထက်မှာနိုင်ငံသားတွေရဲ့ပုံကိုဆိုင်ရာလွတ်လပ်မှုနဲ့ပုံကိုဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်ရှင်။မွန်ပြည်နယ်ဘက်ကသတင်းကို တင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မူးတုံမြို့နယ်မှာနမ်စီဒီယန်တာဖွားဆီယာမတီတာဝင်းကရက်လွန်အကျော်ဆေးတွေကို ထိုးပေးခဲ့တာကနေပြည်သူ29ဦးရှော့ဖြစ်ကဆေးရုံတင်ရပြီး အသက်86နှစ်အရွယ်ဒေါ်တင်သိန်းကြောက်ကပ်ပျက်စီးပြီးသေဆုံးခဲ့တယ်လို့သေဆုံးသူအဖွားဒေါ်တင်သိန်းရဲ့ခင်မင်းရင်းနှီးသူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ဇူလိုင်လ30ရက်နေ့မူးတုံမြို့နယ်ဘလောက်ညောင်ဝိုင်းကျေးရွာမှာအကျမ်းဘတ်စစ်ကောင်စီရဲ့ကျမ်းမာရေးဝင်ကြီးဌာနကထုတ်ပေးထားတဲ့ရက်လိုအကျော်စေးတွေကိုနမ်စီဒီယန်တာဖွားဆီယာမတီတာဝင်းကကြေးရွာအတွင်းမှာရှိတဲ့တက်ကြီးရွယ်အိုးတွေတက်လက်ပိုင်းတွေကိုထိုးပေးခဲ့တယ်လို့သိရပါတယ် အဲ့လိုအကျော်စစ်ထိုးပြီးတော့ပြည်သူ29ဦးရှော့ဖြစ်ကသတိလစ်ခဲ့ကြပြီးသတိလစ်ရှော့ဖြစ်တဲ့ပြည်သူ29ဦးကိုမူးတုံစေးုံနဲ့မော်လမြိုင်စေးုံကြီးကိုပို့ဆောင်စေကူခဲ့ရကစေကူသားမှုခံယူနေသူတွေတဲကအသက်89နှစ်အရွယ်ဒေါ်တင်သိန်းဟာအောက်ဂုလတရက်နေ့ညနေ9နာရီကကြောက်ကပ်ပျက်စီးပြီးသေဆုံးခဲ့ပါတယ်။စေကူသားမှုခံယူနေသူတွေတဲကတက်လက်ပိုင်းတွေမှာယောဂတက်တာလာတာကြောင့်စေယုံကနေဆင်းခဲ့ကြပေမဲ့ အသက်ကြီးပိုင်းတွေကတော့ဆေးရုံမှာဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဘက်မှာတော့ပလဲမြို့နယ်တွေကကံတောက်ရေစကန်ကို အကျွမ်းဘတ်စစ်တပ်ကမသိမ်းပိုက်နိုင်သေးပဲတိုက်ပွဲပြင်းထန်နေပြီးရေစကန်ကိုသိမ်းဆီးရရှိပြီးဆိုပြီးစစ်ကောင်စီကလိန်လယ်ဝါရဖြန့်နေတယ်လို့ PLA တပ်ဖွဲ့အထွေထွေအတွင်းရင်းမှုဒေါ်နီနီကျော်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ဩဂတ်လ၁ရက်နေ့မှာပလဲမြို့နယ်တရက်ကန်ကြီးရွာတလိုင်းကန်ကြီးရွာဘက်ကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးကန်တော့စခန်းဘက်ကိုထိုးစစ်ဆင်လာတာကြောင့်ကန်တော့စခန်းနဲ့တမိုင်ခွန်းအကွာဝေးရှိတဲ့ကြီးရွာတရွာမှာ PLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းမှာ PLA ကကန်တော့စခန်းသိမ်းပိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေဟာအင်မတီပြူရွာစခန်းကိုစုတ်ခွာထွက်ပြေးပြီးအဲ့ဒီစခန်းကနေကံတောက်စခန်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ပြင်နေတာပါအဲ့ဒါကြောင့်စစ်ကောင်စီတပ်က one twelve mi 17ထောက်ပို့လေယာဉ်တွေနဲ့လူလက်နက်ခဲယမ်းရိတ်ခါတွေဖြင့်တင်းကကံတော့စခန်းကို ပြန်လဲသိမ့်ပိုက်နိုင်ရင်အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိခဲ့ပြီးအဲ့ဒီထိုးစစ်ဆင်တိုက်ခိုက်တာတွေအတွင်းစစ်ကောင်စီတပ်သား90ကျော်သေဆုံးတာ အများအပြားတန်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဘက်ကသတင်းကိုကြည့်အောင်ပါ။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်သည်မော်၉စီရောက်ရှိသွားပြီးပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးကသင်းမော်ပေါ်ကပစ္စည်းတွေကိုချခိုင်းပြီးလုံးကြုံရဲ့အပြစ်ချထားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မနေ့ကဩဂတ်စ2ရက်နေ့မှာအတမ်းဘတ်စစ်တပ်ရဲ့တင်းမောအုပ်စုက6စီအား ပမော်မြို့ကို ရောက်လာပြီးတော့စစ်ကောင်စီတပ်သားတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။အခုလိုပေါ်တာဆွဲဖမ်းဆီးထားသူတွေကိုအိမ်ကြီးအပြာတွေဝစ်ခိုင်းပြီးသင်းမောပေါ်ကပစ္စည်းတွေကိုခြားခိုင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတော်တော်များများလုံခြုံရေးအပြစ်ခြားထားတယ်လို့သိရပါပါတယ်။အဲဒီစစ်သင်းမောအုပ်စုကရွှေကူမြို့ကိုဇူလိုင်လ28ရက်နေ့မှာရောက်လာပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်လိုက်လံတိုက်ခိုက်တာကြောင့်သင်းမော်၃စီးမီးလောင်ပျက်စီးကဗမော်ဘက်ကိုမသွားနိုင်ပဲရွှေကူမျိုးဘက်ကသာအကြိမ်ကြိမ်ပြန်လဲဆုတ်ခွာခဲ့ရပြီးမှဗမော်မျိုးကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ဒီသင်းမော်အုပ်စုကဇူလိုင်လပိုင်းကမန္တလေးမြို့ကနေအေယာဝတီမြေကြောင်တိုင်ထွက်ခွာလာခဲ့ခြင်းကလည်းတပိတ်ချင်းမျိုးနဲ့အတွင်တော်လန်ရေးတပ်ဖွဲ့တွေဖျက်တောက်ပိတ်ဆို့တိုက်ခိုက်တာကြောင့်စစ်သင်းမော်တစီပျက်စီးမီးလောင်ကတစီးကနစ်မြုပ်ခဲ့ပြီး တင်မောနစည်းကလည်းဆက်လက်မောင်းနေနိုင်တာမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကရင်နီပြည်ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့လက်ကျန်တရင်တွေနဲ့အမတ်၁၄တန်းမြင့်သေးကျင်ရေးတင်နန်းချောင်းကိုစစ်တပ်က လေချောင်းနဲ့လက်နက်ခဲယမ်းတွေဖြစ်တင်းခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ31ရက်နေ့နေ့လယ်တနာရီခွဲကနေညနေ3နာရီအချိန်ထိဖရူဇိုမြို့တွင်းမှာရှိတဲ့တက်စခန်းတွေနဲ့လော်ဂျာကြီးရွာအနီးအခြေစိုက်ထားတဲ့အမတ်၁၄တန်းမြင့်စစ်လေးကျင့်ရေးကြောင်းတွေကိုစစ်ကောင်စီတပ်ကတဲယူပို့ဆောင်ရေးလေရင်နဲ့လက်နက်ခဲယမ်းတွေရိတ်ခါပစ္စည်းတွေကို လေဒီနဲ့ပြစ်ချပေးခဲ့ပါတယ်။အခုလိုမျိုးပဲဇူလိုင်လ10ရက်16ရက်နေ့တုန်းကလည်း ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေအတွင်းကိုလေကြောင်းနဲ့လက်နက်ခဲယမ်းရိခါပစ္စည်းတွေကိုလေဒီနဲ့ပစ်ချပြီးဖြည့်တင်းခဲ့တာရှိတယ်လို့သိရပါတယ်။အဲဒီလိုလက်နက်ခဲယမ်းတွေဖြည့်တင်းပြီးတော့အနီးနားမှာရှိတဲ့ကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးလုံခြုံရေးသတိရှိစွာနဲ့သွာလာနေထိုင်ပေးကြဖို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကမြစ်တာရက်ခံထားပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ